တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့မေလ25ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကို KNU ကယနေ့နံနက်ပိုင်းမှာထပ်မံထိုးစစ်ဆင် ဘလက်တိုစစ်စကန်တိမ့်ပိုက်ပြီးနောက်နှစ်ရက်အကြာမှာစစ်တပ်စခန်းများအားလုံးကိုတောက်လျှောက်မယက်မနထိုးစစ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မဟာ6နယ်မြေအတွင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကို KNU ကယနေ့နနက်ပိုင်းမှာထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်တံများကြားနေရကြောင်းထိုင်းမြန်မာနယ်စပ်စီရေးသတင်းအရင်းမြစ်ကပြောဆိုပါရတယ်။ယနေ့မေလ25ရက်နေ့နနက်6နာရီမှစပြီး KNL ဦးဆောင်တဲ့တော်လိုင်းရဲမဟာမိတ်ပူးပေါင်းတပ်များက drone များနဲ့စစ်ကောင်စီတပ်စခန်းများကိုစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်တပ်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်နေကြောင်းသိရှိရပါတယ်။ဒီမနက်6နာရီမှာပစ်ခတ်မှုတွေစဖြစ်နေပြီး KNU ကလည်း drone တွေနဲ့ချနေတယ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်တေဘောဘိုးစစ်တပ်စခန်းကိုတိုက်တာလို့ယူဆရတယ်။ ဘာလို့ဆိုတနေ့ကစကန်တိန်ထားတဲ့ဘလက်ဒိုနဲ့မလန်မကန်လောက်မှာပြစ်ခတ်တန်တွေကြားရတော့တေဘောဘူစကန်ကိုတိုက်တာလို့ထင်ပါတယ်အတိအကျတော့အသေးစိတ်စုံစမ်းနေတော့ပဲလို့ထိုင်းမြန်မာနယ်စပ်စီရေးတရင်အရင်မြစ်ကပြောဆိုပါတယ်မေလ23ရက်နေ့ညနေ9:00အချိန်မှာစစ်ကောင်စီတပ်ရဲ့ဘလက်ဒိုစကန်ကို KNU တပ်မဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့မေလ25ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့စခန်းများကို KNLA ပူးပေါင်းတပ်များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNLA ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုမယံမနတောက်လျှောက်ထိုးစစ်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်လက်ရှိတရင်ချက်လက်များအရတေဘောဘိုးရွာမှာရှိတဲ့တေဘောဘိုးစစ်တပ်စခန်းကို KNL မဟာမိတ်တပ်များကစတင်တိုက်ခိုက်လျက်ရှိတယ်လို့ယူဆရပြီးစစ်ကောင်စီတပ်ရဲ့ဝေါ်လီစစ်ဗျူဟာကနေလီစခန်းတီကပလဲစခန်း ဥက္ကရဋ္ဌစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားကြောင်းထိုင်းမြန်မာနယ်စပ်စီရေးတရင်ရင့်မြစ်ရဲ့အဆိုအရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့မြင်းချန်တထိုးကြီးတောင်သားနဲ့ငန်းစုံမှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာ၁၂ခုကိုခရိုင်အဆင့်စစ်စင်ရေးအဖြစ်တပြိုင်နဲ့တိုက်ခိုက်မှုစစ်ကောင်စီတပ်သား90ဦးထက်မနည်းသေဆုံးပြီးလက်နက်28လက်သိမ်းဆည်းရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချန်မြို့နယ်နထိုးကြီးမြို့နယ်တောင်သာမြို့နယ် ငန်းစုံမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်တပ်တက်ဆွဲထားတဲ့နေရာဆက်နှစ်ခုကိုခရိုင်အစင်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား90ဦးထက်မနည်းသေဆုံးပြီးလက်နက်28လက်30ရရှိခဲ့ကြောင်းကိုမြင့်ဆောင်အညာမြေ operation မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ15ရက်နေ့မှာစတင်ပြီးမြင်းကြံမြို့နယ်စီမီကုံရဲစခန်းမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာပြုစခန်းမြင်းကြံမြို့နယ်တောင်ရှိတ်ကိတ်အထိုင်စခန်းမြင်းကြံမြို့ဆက်ရှိရက်ကွက်နဲ့ခရိုင်ထွေအုံယုံနှတိုးကြီးမြို့နယ်ဝက်လူရဲစခန်း နထိုးကြီးမြို့နယ် gas pipe line နဲ့မြို့မစကန်နထိုးကြီးမြို့နယ်ဇီရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူရွာစကန်တောင်သာမြို့နယ်မြို့ဝင်ကိတောင်သာမြို့နယ် gas pipe line ငန်းစိုးမြို့နယ်မြို့ဝင်ကိနဲ့ငန်းစိုးမြို့နယ်မြို့သားပန်ဆောင်ကင်းစကန်တို့ကိုတော်လိုင်းရင်ပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုခရိုင်အစ်စ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖတ်စစ်တပ်ဘက်မှစစ်သားရဲ ြူစောတိမြအပအဝင်90ဦးထက်မနည်းသိဆုံးကအပြားအပြဒဏ်ရာရရှိပြီးလက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ထိတွေ့တိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်ဘက်မှလေကြောင်းပစ်ကူအဖြစ် Jet Fighter Y12 MI35 တို့နဲ့အစမတန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော်လန်ရေးရဲဘော်များအထီးကိမ်းမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်အကြံဖတ်စစ်တပ်ထံမှ MA11 နှစ်လက် MA13 သုံးလက် G3 နှစ်လက် MA33 လက်ပါရီနှစ်လက် ကာပိုင်တလက်လက်လုတ်အတူတလက်ကိုလုံးနှစ်လက် M22 လက်လုတ်တလက် MA1 ရှစ်လက် MA2 နှစ်လက်ကြီပေါက်53ခု G3 G 951တောင်း 5.56G 9094တောင်း 9mm G 268တောင်း7.62မျိုး G 2988တောင်းကာပိုင်ကြီး148တောင်းရှစ်ထွက်မိုင်းနှလုံး M9G 46လုံး60မမ28လုံး RPG အဖူ9ဘူး RPG ပူကြီး6တောင်းလက်ပစ်ပုံ15လုံးနင်းမိုင်း23လုံး8 channel jammer တစ်လုံး6 channel jammer တစ်လုံးမိုင်းရှာဇက်တစ်လုံး cycle 15စီးငွေကျက်96သိန်းနဲ့စစ်အုံဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ခရိုင်စစ်ဌာနမှခရိုင်ကုတ်ကဲရေးမှုရဲ့စီမံကုတ်ကဲမှုနဲ့မြင်းကျန်ခရိုင်ကွန်မန်ဒိုမြင်းကျန်ခရိုင်တပ်ရင်း1 2 3 4 6 9 8 9 10မြင်းကျန်ခရိုင်ဒရုန်းတပ်ဖွဲ့ ်မြင်းကြံမြို့နယ်ပကဖနထိုးမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖငန်းစွန်းမြို့နယ်ပကဖကြောက်စစ်ခရိုင်ကွန်မန်ဒိုမိတ်တီလာခရိုင်အမှတ်3တက်ရင်နေပြည်တော်အမှတ်839တက်ရင်တဒါဦးမြို့နယ်ပကဖမိတ်တီလာပကဖပူပေါင်းတပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တနင်္သာရီမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား9ဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြံဖတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားကြောင်းဗိတ်ခရိုင်တပ်ရင်းနှင့်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ23ရက်နေ့နနက်4:30မိနစ်ခန့်မှာလေတောင်ရရွာနဲ့သမုတ်ချုံရွာဘက်ကိုတက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကသမုတ်ချုံရွာအနီးမှာမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား9ကောင်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ရင်းနေနဲ့6နာရီ30မိနစ်ခန့်မှာလဲတမုတ်ချုံရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကလက်ဦးမှုယူပြီးထက်မှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရနိုင်ကြောင်းဗိခရိုင်တရင်နှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တို့တို့တိုက်ပွဲများဖြစ်ပွားပြီးနော်နနက်9:30မိနစ်ခန့်တို့မှာအကြံဖတ်စစ်တပ်ဘက်မှတက်လာတဲ့စစ်ကူများနဲ့ညနေ4:30မိနစ်အထိတမုတ်ချုံရွာအနီးတိုက်တွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် အဆိုပါတိုက်ခိုက်မှုကိုဘိတ်ခရိုင်တရင်နှစ်တက်ခွဲနှစ်ဘိတ်ခရိုင်တရင်တစ်နဲ့တနင်္သာရီမြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။တနင်္သာရီမြို့နယ်အတွင်ဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများအရဒေသပြည်သူများခရီးသွားပြည်သူများအနေနဲ့သတိရှိစွာတွာလာနေထိုင်ပေးကြပါရန်နဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေးရှု၍မြေတားရက်ခံကြောင်းဘိတ်ခရိုင်အမှတ်နှစ်တရင်မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ခမာယ9ကို8တိုက်ခိုက်ခံရပြီးနောက်ဘကိုးနဲ့မော်မာစစ်ကောင်စီတပ်အင်အားဖြည့်တင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့ချင်းမြန်တရင်ခမာယ9ကို8တိုက်ခိုက်ခံရပြီးနောက်ရွှေကျင်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းစစ်ကောင်စီကစစ်ကြောင်းထိုးနေပြီးကြေးရွာများအတွင်းတက်ဆွဲနေကြောင်းယနေ့မေလ24ရက်နေ့မှာဒေသခံများထံကနေသိရှိရပါတယ်။မွန်ဘကိုးအစက်တိန်စရက်ရွှေကျင်လမ်းအနီးညောင်ချေတော့ရွာမှာရှိတဲ့အဆိုပါတရင်အား တော်လိုင်းပူပေါင်းတပ်များကပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးပူပေါင်းထိုးစစ်ဆင်ခဲ့ရာမေလ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့မေလ9ရက်နေ့မှာစစ်ကောင်စီကလေကြောင်းပစ်ကူမြေပြင်ထိုးစစ်များနဲ့ပြန်လည်နေရာယူထားနိုင်ခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီကရွှေချီမြို့နယ်အတွင်းညောင်ချေတောက်ရွာမှာရှိတဲ့ခမရ998တွင်သာမကဒိုက်ဦးအခြေစိုက်ခမရ443ညနဲ့ဒုံစရစ်အခြေစိုက်ခမရ989ရှမ်းစုရွာအတွင်းကိုပြီးခဲ့တဲ့မေလဒုတိယအပတ်အတွင်းမှာစပြီး ယမန်နေ့မေလ23ရက်နေ့အထိစစ်ကြောင်းထိုးပြီးစစ်အင်အားများဖြည့်တင်းထားပါတယ်။အလားတူရွှေကျင်မြို့နယ်နဲ့ဆက်ဆက်နေတဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းကဝင်းကန်ခရွဲကြောက်လုံးကြီးစီးပြောင်းကြေးရွာအုပ်စုစတဲ့ကြေးရွာများဘက်ကိုလည်းစစ်ကောင်စီကစစ်အင်အားဖြည့်တင်းယုံတာမကကြေးရွာအတွင်းထဲမှာပဲနေရယူအထိုင်ချထားကြောင်းဒေသခံကပြောပါတယ်။သူတို့ကရှေ့ပါတိုးလာတာငကိုကထက်ဝေါ်ဘတ်မှာလည်းကန်ဆက်တွေမှာတဲတွေနဲ့အထိုင်ချထားတယ်လို့ကြားတယ်။ ဒီဘက်ဝင်းကန်ကနေရွှေကျင်အထိသွားလို့ရတယ်လေအခုကတလန်းလုံးပြန်နေရယူလိုက်တဲ့သဘောပါစကစကားလို့ကြိုက်ထူတဲ့ရင်အရေးမြစ်ကပြောပါတယ်မွန်ပကိုးအဆက်တိန်စရက်ရွှေကျင်လန်းအနီးညောင်ချီတော့ရွာမှာရှိတဲ့အစိုးပါတရင်ကိုတော်လိုင်းရင်ပူပေါင်းတက်များကပြီးခဲ့တဲ့မေလ9ရက်နေ့မှာပူပေါင်းထိုးစစ်ဆင်ခဲ့ပြီးမေလ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့မေလ9ရက်နေ့မှာစစ်ကောင်စီကလေကြောင်းပစ်ကူမြေပြင်ထိုးစစ်များနဲ့ပြန်လည်နေရယူထားနိုင်ခဲ့ပါတယ် ခမရ9ကို8တရင်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ30ဦးထက်မနည်းတေဆုံးကစစ်တုံးဘန်းနဲ့မိသားစုဝင်73ဦးဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်စီပိုင်ဆိုင်တဲ့လက်နက်မျိုးစုံ83လက်နဲ့ခဲယံစစ်တုံးပစ္စည်းများကိုတင်ဆက်ရမိခဲ့ကြောင်းအမျိုးသားညညရဲ့အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကတရင်ထုတ်ပြန်ခဲ့ခြင်းရှိပါတယ်။အဆိုပါစကန်သိမ့်တိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှလည်းရဲဘော်10ဦးထက်မနည်းကြာဆုံးပြီး30ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်တရင်အရှင်းမြစ်ကဆိုပါတယ်။ တရင်သိမ့်ကာလာအတွင်းစစ်ကောင်စီကလေကြောင်းမှဘုံဒီအလုံးရေ80ထက်မနည်းကိုကြဲချတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီးတရင်ပြန်လဲသိမ့်ပိုက်နိုင်ပြီးနောက်မှာလဲခရွေဝင်းကန်စတဲ့ကြေးရွာများအတွင်း၃ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အထက်အရက်သားထိခိုက်ဒေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းတရင်အရင်မြများထံကနေသိရှိရပါတယ်။အဲဒီနောက်မီးမောင်လိုင်းရဲ့ရှက်ရန်ဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ပြည်သူများရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလက်ထက်မှာ အာနာကိုလက်နက်အားကိုနဲ့လူရက်သွားပြီးတနိုင်ငံလုံးစိတ်ပိုင်းဆိုင်ရာတမကအပြင်လောကပါမှောင်နဲ့မဲမဲဖြစ်သွားခဲ့ရပါတယ်။ထို့သောထို့သူမှောင်နဲ့မဲမဲဖြစ်သွားရခြင်းဟာ၎င်းတို့နဲ့မြည်တို့မြတ်မဆိုင်တဲ့အလားတရုတ်ရဲ့မြေဆုံစီမံကိန်းကိုရက်ဆိုင်ခဲ့ခြင်းကြောင့်ဖြစ်ရတယ်လို့အရှက်ကင်းမဲ့စွာပြောဆိုလာခဲ့ပါတယ်။ ၎င်းအဖို့ကငါးနှစ်တာပြည်သူအစိုးရလက်ထက်မှာလျှက်စစ်တပ်အဖူလုံးစွာရရှိခဲ့တဲ့အဖြစ်ကိုထမင်းစာကြီးတဲ့လူတိုင်းသိရှိနားလည်ထားဒီကိုလစ်လျူရှုပြီးရှေးပဝေတနီတဲကဖြစ်ခဲ့လေဟန်ဗဇက်ထဲရှိရာတွေးယူတွေးတန်းပြောလာခြင်းဖြစ်ပါတယ်။မြစ်စုံမှမဂါဝတ်6000ထုတ်လုပ်နိုင်စွမ်းရှိ၍လက်ရှိနဲ့ပေါင်းလိုက်လျင်ပိုတောင်ပိုနေမဲလို့၎င်းပြောသည်မှတလုံးတပါးသားမြပြန်မပြောရဲခေါင်းငိမ့်မဲ့လူများကိုထုတ်ပြောလာပါတယ်။ 2023ခုနှစ်ဩဂတ်လမှာတိုင်းပြည်ရဲ့လျှက်စစ်ဓာတ်အားလိုအပ်ချက်ရဲ့90ရာခိုင်နှုန်းပင်ပြည်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ဟု၎င်းကိုယ်တိုင်ဝန်ခံသွားခဲ့ပြီးဖြစ်ပါတယ်။ထို့သောထိုကဲ့သို့ဖြစ်ရခြင်းရဲ့အတိအကတရက်ခံကမြစ်စုံဆဲရက်ဆိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ပေါ်ပေါ်ထင်ထင်လွှဲချလိုက်ပြီးဖြစ်ပါတယ်။ထို့အထဲမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖျက်လို့ဖျက်ဆီးလုပ်နေရဟုလည်းပူရဲတရက်ခံအဖြစ်ထည့်သွင်းခဲ့ပြန်ပါတယ်။ယခုအခါမှာတော့ရန်ကုန်ကိုတနေ့လျင်၈နာရီကို၂ကြိမ်ခွဲ၍ပေးနေရတဲ့အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထို့အဖြစ်မှတက်တာလိုတက်တာညာဆိုလာပြားများတက်ကြဖို့အနိတ်တမန်ဆယ်များစောက်ကြဖို့ညွှန်ကြားပြန်ပါတယ်။သို့တော်၎င်းကိုအကြံပေးသူများကအနိတ်တမန်ဆယ်အား droning machine လူကိုရင်နှစ်တက်တဲ့စက်ကြီးအဖြစ်အမိပေးထားသည်ဆိုသောအချက်ကိုတော့ခြံလက်ထားပုံရပါတယ်။ရေဟာတမန်အောက်ကိုကျသွားပြီးသည့်နောက် hydraulic စီးကြောင်း hydraulic current လို့ခေါ်တဲ့ရေလေပြန်စီးဆင်းမှု recirculation current ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီရေစီးကြောင်းဟာရေပေါ်မှာပေါ်နေတဲ့အရာမှန်သမျှတမန်မျက်နှာပြင်စီဆွဲသွင်းသွားတဲ့အတွက်ရေထဲကျသွားတဲ့လူများလှေများဟာထိုစီးကြောင်းအတိုင်းပိတ်မိပြီးရုံထွက်ဖို့လွန်စွာခက်ခဲတယ်လို့ကျွမ်းကျင်သူများကထောက်ပြခဲ့ကြပြီးဖြစ်ပါတယ်၎င်းတို့စီစဉ်သမျှကြည့်မယ်ဆိုရင်လူတို့အတွက်ကြောက်ရွံ့လာမယ့်ဘေးအန္တရာယ်များကိုမြည်သည့်အခါမျှထယ်သွင်းစဉ်းစားကြခြင်းမရှိသည်ကိုအထင်အရှားတွေ့ရမှာဖြစ်ပါတယ် စစ်တပ်မီဒီယာများကလျှက်စစ်ဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီမှသုတေသနဤပညာများနဲ့လူမှုဆက်ဆံရေးကိုကင်တွယ်ရန်တရုတ်ကုမ္ပဏီများနဲ့ပူးရဲဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။၎င်းတို့အဖို့ကတရုတ်ဩဇာမလွန်ဆန်နိုင်တဲ့အတွက်တိုင်းပြည်တယံစာတာများကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးဖြစ်နေပေမဲ့လည်းပြည်သူများကတော့ထွက်ရှိတဲ့ဓာတ်အားအများစုကိုတရုတ်ပြည်သို့သာပြန်တင်ပို့ရမယ်။ဆယ်ရက်တီနီယာဟာပြည့်၍ကျော်အနီတီရှိ၍ရေဘေးအန္တရာယ်ရှိမယ်။အေယာဝရီမြေကြီးစီးကြောင်းကိုဖျက်တောက်ခံရမှာဖြစ်ပြီး မြစ်အောက်မှာရှိတဲ့ဇီဝမျိုးကွဲများနဲ့လူများရဲ့အတံမွေးဝမ်းကြောင်းမှုကိုထိခိုက်လာမယ်။တရုတ်ကို contract မပေးမီပွင့်လင်းမြင်သာမှုမရှိဘဲလူတို့နဲ့ညှိနှိုင်းဆွေးနွေးမှုမရှိဆိုတဲ့အချက်၄ချက်နဲ့အပြင်းအထန်ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါတယ်။မီးမောင်လိုင်ရဲ့စစ်အုပ်စုဟာ၎င်းတို့ဆက်၍ရှင်သန်နိုင်ရေးအတွက်လူတို့ကိုမျက်ကွယ်ပြုကာတရုတ်ပြောသည်မှလိုက်လုံနေရတဲ့ရုပ်သေးဘဝကိုရောက်နေကြရပြီဖြစ်ပါတယ်။စစ်အာဏာရှင်တို့ရဲ့ကြုံဘဝနဲ့ပင်အေးအေးချမ်းချမ်းနေလိုသူများကမရှိမဟုတ်ရှိနေမိတာဖြစ်ပါတယ်။ ယခုအခါအေးအေးချမ်းချမ်းနေခြင်း၍ပဲနေ၍မရတော့စစ်အာဏာရှင်များဟာ၎င်းတို့ကျွံပြုတ်နေုံဖြင့်အာမရသေးပဲတရုတ်တို့ရဲ့စီးပွားရေးနယ်ချဲ့လာမှုကိုလက်တင်ခံခေါ်သွင်းက၎င်းတို့လက်ညှိုးညွန်ရာရေဖြစ်စေရမယ်ဟူ၍ပင်အာမဘန်းတွေခံလာကြပြီဖြစ်ပါတယ်။ထို့သောတရုတ်တို့စီးပွားရေးအရကျွံပြုတ်လာရမှကျုံတွေ့ရမယ်အန်ရီကြီးကိုလှိုင်းတရာမှာရှိတဲ့ ချမ်းရီစက်ယုံမှလုံသမားများကမြည်သူတဦးတယောက်မြတ်မလုံဝန်သောအချိန်အခါမျိုးမှာပင်ပထမဦးဆုံးအုံမောင်းခောက်ပြီးရဲဝံ့စွာတက်လန့်နှိုးစော်လိုက်ပြီးဖြစ်ပါတယ်။မီးမောင်လှိုင်ကတော့၎င်းအားမော်စကိုမှာလက်ခံတွေ့ဆုံခဲ့မှုအားဂျေဇူးဥပကာယတင်လာခဲ့တဲ့အတွက်တရုတ်တို့မျက်စိကျနေတဲ့မြစ်စုံကိုတရုတ်လက်အယံကြံစီလာပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါ